လိုမင်္ဂလာပါ ipe ညီမညီမညီမလေးစေးကငွားကြရဲ့အကြောင်းကိုပြောပြချင်လားတိလားဟိုကညီမလွန်ခဲ့တဲ့၃ဘတ်လောက်ကပေါ့နော် Thai immigration မှာပြဿနာဖြစ်ပြီးမြန်မာနိုင်ငံကိုပြန်ရောက်သွားတယ်ညီမကဒီအလုပ်ကိစ္စနဲ့ထိုင်းကိုသွားတာပေါ့နော်အမှ Thai က officer ရဲ့လက်မခံဘူးလက်မခံဟို14ရက် free နဲ့သွားတာပေါ့နော်ဘာလို့လဲဆိုတော့၄နိုင်လောက်စကားထိုင်ပြောရင်ညင်းနေပေါ့နော်ဘာလို့ဆိုတော့ အဲသူတို့ထဲတောင်ကအင်္ဂလိပ်စကားကောင်းကောင်းပြောနိုင်တယ်ထိုင်းနေထိုင်းအော်ဖီဆာရေအဲ့လောက်အင်္ဂလိပ်စကားမပြောတတ်ဘူးလေအဲ့ဆိုဘာလို့လဲဘာလို့ငါ့ကိုမြန်မာပြည်ပြန်လွှတ်တာလဲလို့ပြောတော့ခါကျတော့အဖြေမရှိပါဘူးမြန်မာမလို့တဲ့မြန်မာမလို့ပါနော်အဖြေမရှိအောင်အဖြေရှိရင်မြန်မာမလို့ပါအဲ့နေမှာဘာဖြစ်လဲဆိုတော့က ညီမနိုင်ငံကိုပြန်ရောက်သွားရပေါ့နော်ပြန်ရောက်သွားတော့ညီမညီမကဒီဒီလီစိတ်ကနေမလဲသွားဘူးပေါ့နော်ပတ်စံပတ်စံမလဲသွားလိုက်ရဘူးကိုတတိယပေးထားတဲ့လာစာရဲ့ဒေါ်လာလေးတွေရဲ့ဒီတိုင်းပဲပါသွားပေါ့နော်အမအမထိုင်းမှာလည်းသူတို့ ਨੇ ပြည်ထနာဖြစ်တာ၄နိုင်လုံးလုံးအဲ့ immigration office မှာထိုင်ခဲ့ရတာဆိုတော့လေအဲ အဲ့ဒါညီမမလဲချိန်မရှိဘူးအဲ့မှာမြန်မာပြည်ကိုရောက်သွားညီမပြည်ကိုရောက်သွားတော့ဘာဖြစ်လဲဆိုတော့အခါကျတော့ဝင်လာနဲ့နေပြည်ကပြန်လာတယ်ဒူဘိုင်းဆိုအေအီဒီပါလာတယ်လဲလဲမယ်တဲ့ဒီမှာခွေရစာကလေးရစာမေးအေအီဒီပေါက်စီဘယ်လောက်လဲဆိုတာသိရနော်အာဟိုရဲတွေတူတူလေးကက်မြန်ညီမလေးပတ်စံပါလာပတ်စံလဲမလားနဲ့မသိရင်လေဟိုလင်းငယ်မြန်ငယ်ခိုးနေတယ်လို့ပဲအဲ့အဲ့လိုလေးတန်းလေးနဲ့ပတ်စံပါလာပတ်စံလဲမလားအဲ့တော့ဈေးမေးလိုက်တဲ့ချိန်ကျတော့ဟာရဲရှေ့ရတဲ့1200ပေါက်တာလေး 1100ပေါက်တာအဲ့ဒါများရင်တော့850ပေးမယ်တဲ့အဲ့လိုမျိုးပြောရဲဒါပေမဲ့ညီမမလဲဘူးမဟုတ်ရဲတယောက်ကပြောပထမ600လို့ပြောရသည်လားထောက်ဝက်ထောက်ဝက်ကိုနှိမ်ပြီးပြောရနော်အဲ့ဒီမှာနောက်ထပ်အဲ့ဒီမှာညီမကအေးဒီပါတာပါတဲ့ချိန်ကျတော့အဲ့ဒီဟိုဟာကိုသွားပြီးရောခါကျတော့အဲ့ချိန် many အဲ့ချိန်ကိုသွားပြီးရဲ့ခါကျတော့အမ် many အဲ့ချိန်ကဘယ်လောက်လဲလို့မေးတော့800တဲ့ အဲ့ဒီအမထောင်းနေတာပုတ်တာလေးဆိုညီမလေးရဲ့ဒါမြန်မာပြည်လေးရဲ့မြန်မာဈေးပေါ့တဲ့အဲ့ဒီမှာအာညာလို့လို့ပို့ပို့ပေးအောင်လို့ပြောတော့900ပေးတယ်အဲ့ဒီ900နဲ့လဲလာလိုက်ရတယ်ပေါ့နော်အဲ့ဒါ900နဲ့လဲလာလိုက်ရတယ်ပြီးရခါကျတော့ဥမန်ငွေလည်းပါသေးရဥမန်ငွေပါတဲ့ချိန်ကျတော့ဟာဥမန်ငွေဘယ်လောက်လဲလို့ပြောတော့6000ခဏနေကျတော့အဲ့ရဲကညီမကိုလေအဲ့လေးဈေးကမထွက်မချင်းလိုက်တာတိလားပတ်စံပတ်စံပါတာတိရခါကျတော့လေလိုက်ပြီးတော့ညီမလေးဟိုဟာလက် ခဏနှစ်လဲငါးလဲလောက်ဆိုရင် तू နည်းနည်းတူပေးရသည်လား6500ပေးမယ်နောက်ထပ်ငါးလဲလောက်ဆို9000ပေးမယ်ညီမလေးအဲ့လိုမျိုးအဲ့လိုမျိုးသည်လားဟုတ်ပါတယ်အကိုတို့စီမှာပဲဒီဈေးရမှာနော်တခြားနေရာမှာဆိုမရတော့ဘူးနဲ့အဲ့တော့ညီမပြောချင်တာလေသိရမလားညီမပြီးကအဲ့လိုမျိုးကိုစုတ်ပြတ်တက်နေပြီးတော့အရန်ကိုနှိမ်နေနှိမ်နေနိုင်ငံမလို့ပေါ့နော်အဲ့လိုမျိုးဟိုညီမပြီးနိုင်ငံသားနေပြဲမဲ့သူတွေ နိုင်ငံသားဝင်မတည်နဲ့တခါတည်းသူများနိုင်ငံမှာလဲပေါ့နော်ပြီးတော့အဲ့ပတ်စံပါပြီးပတ်စံပါပြီးဆိုတဲ့ကိစ္စကိုပြောဦးမယ်နော်အဲ့ဒီဟိုဟိုအထုပ်ကလေးလိုက်တယ်ပြီးတဲ့ပေးစရာမလိုညီမတွန်းလှင်းနေတယ်ရနော်ဒါမှမရဘူးအဲ့ညီမလေးဟိုဟွာတွေပြောတာတွေပြောအဲ့လိုနဲ့လိုက်တယ်ပြီးခဏကြာအဲ ဲ့လိုမျိုးပတ်စံပေးရမှာညီမသိရတိလို့ကိုတိလို့ကိုအဲ့လိုမျိုးကင်းကြီးရှင်းနေချင်တာဒါမဲ့သူတို့လိုက်တင်ပေးလိုက်ညီမလေးမုံဘူးလေးပေးပါအောင်အဲ့လိုအဲ့လိုပြောရင်နော်အဲ့ဒီမှာဟိုဟာအကိုတို့မုံဘူးလေးပေးပါအောင်နှစ်ယောက်နှစ်ယောက်အဲ့လိုမျိုးလိုက်လာကွာတိလားလဲလေးတွန်းကူပြီးတော့ဒါမဲ့အဲ့လဲရညီမတွန်းလို့ရတယ်အထုတ်ကလည်းအများကြီးပါတာမဟုတ်ဘူးတထုတ်ပဲပါတာအဲ့ဒါဆိုအဲ့ဒါအဲ့ဒါအဲ့ထုတ်ကိုမှပြီးတက်စီပေါ်တင်ပေးပြီးတော့တောင်းတယ်တောင်းတဲ့အချိန်ကျတော့ဟိုဟာလို့ညီမလည်းပိတ်ငင်းတာမြန်မာငွေမပါဘူးလို့ဒါမဲ့ထိုင်းဘက်ပါတယ်လို့ ထိုင်းဘက်နဲ့ AED ပဲပါတယ်ဆိုပြီးတော့တယောက်ကိုကျော်ထိုင်းဘက်30တယောက်ကိုကျော်တော့ AED 5ကြက်လာမသိဘူးပေးလိုက်တယ်အဲ့လိုအဲ့လိုမျိုးပြီးရခါကျတော့ဟိုနေရာပတ်စံရှင်ဘာမဆိုလောက်လို့ရတယ်ဒါပေမဲ့ငွေဟာမြန်မာပြည်ဟိုပြန်မဲ့သူတွေကျတော့အဲ့ငွေရေးတေးငွေလဲတဲ့ကိစ္စမှာလုံးဝကိုအဆင်မပြေဘူးဒီလားအရန်ကိုလှုပ်ရှားလုံးဝကြည့်ရမြန်မာပြည်မှာပဲအိတ်ချင်းကောင်တာလေးစိတ်ထဲမှာပဲသွားဖွင့်လိုက်ခြင်းနဲ့တည်လားအဲ့လောက်နေလို့ရရင်ကိုမြက်ပြီလေတလားလောက်ဆိုတထေးပဲကိုကတည်လား ဲ့လိုမျိုးအားကြောင့်မလို့ပြန်မယ်ဆိုရင်တခုမြအဝနိုင်ငံသားငွေကိုလုံးဝကိုတဲမသွားနဲ့တခါတည်းလဲတခါတည်းဖုန်းထဲမှာလဲပြီး KB ပဲတဲသွားလိုက်သေးတာပတ်စံတောင်းလာတောင်းလာဆိုတာလို့ပြောမနေနဲ့ကိုလူကတောင်းတီလူကတောင်းနေမသတိလာပြတာပါ